ရှိစားဟောင်းနဲ့အတီးပြန်တွဲနေပြီဆိုပြီးကောလာဟလာတွေထွက်နေတဲ့ရုံးတွေလင်မုံပြည်သူများလုံးမင်္ဂလာပါရှင့် မင်းသားချင်းလွင်မိုးရဲ့တမိကြီးဖြစ်တဲ့ယုံရီလင်မိုးကတော့အခုချိန်မှာအိမ်တော်ခွဲတခုလက်ဘဝကိုရောက်ရှိနေပြီဖြစ်ပါတယ်။မြန်မာပြည်ရဲ့အားပေးမှုတွေကိုအချိန်တိုင်းခံနေရတဲ့ယုံရီလင်မိုးကတော့ပြည်သူချင်းအနုပညာရှင်လေးလို့ဆိုရင်လည်းမမှားပါဘူး။ဖခင်ဖြစ်သူကတခေတ္တကာမှာဒိဋ္ဌိကျေအောင်မြင်ခဲ့တဲ့မင်းသားကြီးတစ်လက်ဖြစ်ပြီးမြန်မာပြည်ရဲ့ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာတက္ကန်တက္ကနာကနေအမြဲပါဝင်နေရတဲ့သူဖြစ်တဲ့အတွက်တမိဖြစ်တဲ့ယုံရီလင်မိုးကလည်းအနုပညာလောကမှာခေတ္တရပ်တည်ခဲ့ရပါသေးတယ်။တခြင်း MV တွေနဲ့ကြော်ညာတွေမှာအရှိန် င်ဝါကြီးကြီးနဲ့ပါဝင်နေခဲ့တဲ့ရုံးရီလင်မိုးကတော့ယောက်ျားလေးပရိသတ်များစွာရဲ့အသေးကိုအယားယူနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ဆယ်ကျော်သက်ဘဝမှာအနုပညာလောကတွေကိုလှုပ်ရှားမှုအနှဲငယ်လုပ်နေတဲ့ချိန်မှာ သူမရဲ့အောင်မြင်ဆုံးချိန်မှာပဲရုတ်တရက်ကြီးပရိသတ်တွေကိုသတင်းတစ်ခုပါလာခဲ့ရကတော့မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကြော်ကြားပြီးတော့အောင်မြင်ဖို့နဲ့ပရိသတ်တွေရဲ့အခြေခံရကအညွတ်တလူလူနဲ့တိုးတက်နေတဲ့ချိန်မှာအဲ့ဒီသတင်းကတော့ပရိသတ်တွေရဲ့ရင်ကိုခွဲခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာအသက်20တောင်မပြည့်သေးတဲ့အချိန်ဖြစ်ပြီးတော့နမကြီးမင်းသားတယောက်ရဲ့သမီးကအခုလိုမျိုးအရွယ်ငယ်ငယ်နဲ့အိမ်ထောင်ပြုသွားခဲ့တယ်ဆိုတဲ့သတင်းကလူအများကြီးမှအကဲရဲ့ခြင်းစရာကောင်းခဲ့ရဖြစ်ပါတယ်။လက်ထပ်လိုက်တဲ့သူကလည်း င်မော်ရာတယောက်ဖြစ်ပြီးအတိုင်းဝိုင်းကြီးကြီးတဲ့ကပဲဖြစ်ပါတယ်။သူမလိုမျိုးလူရိုးလူအေးလေးကအခုလိုမျိုးအမြန်လမ်းတက်ခဲ့ရတဲ့ပုံမှာသူမရဲ့ပရိသတ်တွေကတော့မယုံကြည်နိုင်ဖြစ်နေကြပါတယ်။ဒါကြောင့်အကြောင်းရင်းတွေကိုလှန်လောပြီးတော့ရှာကြည့်လိုက်တဲ့အခါမှာဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေများစွာပေါ်လာခဲ့ပြီးတော့ထင်ကြေးပေးစရာတွေလည်းထွက်ရှိလာခဲ့ရဖြစ်ပါတယ်။အရင်တည်းကမှနိုင်ငံတော်အုပ်ချုပ်ရေးမှာအကြီးဆုံးဖြစ်ခဲ့ပူတဲ့ပုဂ္ဂိုလ်တဦးရဲ့မြေးဖြစ်တဲ့သူကလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ရဖြစ်ပါတယ်။အဲ့ဒီသူကတော့နာမည်တက်မပြောလဲအားလုံးသိကြတဲ့သူပဲဖြစ်ပါ ါတယ်။အကြီးကဲရဲ့သွေးသားတယောက်ဖြစ်တဲ့အတွက်နောက်ခံအင်အားအတန်းဝိုင်းအားနဲ့အနုပညာလောကကိုကလေးကစားစရာလိုမျိုးမထင်ရင်မထင်သလိုဝင်ကစားတတ်တဲ့သူပဲဖြစ်ပါတယ်။မိန်းသမီးတွေကိုစိတ်ကြိုက်တွေပြီးတော့အန်တာကြံလွန်တဲ့အတွက်သူနဲ့တူပျော်ပါနိုင်ဖို့အခွင့်အရေးဆောင်နေကြတဲ့မိန်းသမီးတွေတောင်ရှိနေရဖြစ်ပါတယ်။အဲ့ဒီထဲကမှယုံရီလွင်မိုးကသူမရဲ့ကြော်ကြားချိန်နဲ့တိုက်ပြီးအဲ့ဒီလူနဲ့အတူတွဲခဲ့မိတာဖြစ်ပါတယ်။တွဲခဲ့ကြပေမဲ့အကြောင်းမျိုးမျိုးကြောင့်မတွဲရပါဘူးဆိုပြီးသတင်းစာရီထဲမှာတောင်ထည့်ပြီးတော့ဖြည့်ရှင်းချက်တွေပြုလုပ်ခဲ့တဲ့အထိ အခြေအနေတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်ဖြည့်ချင်းချက်တွေပြီးပြီးမကြခင်မှာပဲရုံးရီလင်မိုးရဲ့မင်္ဂလာသတင်းထွက်ပေါ်လာတာဖြစ်ပါတယ် ဒါကြောင့်မယ့်အလုံးကတော့ထင်ကျင်တယ်လို့ထင်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုကမှလည်းအိမ်ထောင်ကျွေးသွားပြီဖြစ်တဲ့ရုံးရီလွင်မိုးကအဲ့ဒီလူနဲ့ပြန်တွဲနေပြီဖြစ်ကြောင်းကောလာဟလတွေထွက်နေခဲ့ပြီဖြစ်ပါတယ်။စင်ကာပူမှာအတူရှိနေတဲ့ပုံတွေကိုတွေ့ရတဲ့သူတွေကလည်းရှိကြပဲမယ်။ပြောနေကြပဲမယ်လေအတီးပြုစရာတော့မရှိသေးပါဘူး။ဘယ်လိုပဲပြန်တွဲပါစေရုံးရီလွင်မိုးကအလုံးရဲ့အချစ်ကိုရရှိနေအောင်မဲ့ကောင်မလေးတယောက်ဖြစ်တဲ့အတွက်သူ့ကိုအားပေးမဲ့သူတွေကတော့ရှိနေစမြဲပဲဖြစ်ပါတယ်။ တင်ချောင်ခွဲရတောင်မကြသေးပဲရေစာဟောင်းနဲ့ပြန်ပြီးတော့တရင်ထွက်နေရဲ့ယုံရီလင်မို့ပေါ်မှာပြည်သက်ကြီးတို့ရဲ့ထင်မြင်ချက်တွေကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်အစောင်းတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရရှင်